မင်္ဂလာပါဗျကိုကိန်းချယ်ဆီ TV ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေချယ်ဆီနဲ့ပတ်သက်တဲ့သတင်းကြောင်းတချို့ကိုတုံးသက်ဆွေးနွေးလိုက်အောင်ခင်ဗျာကျွန်တော်ပထမဆုံးဆွေးနွေးချင်တာကတော့ Nottingham Forest ရဲ့ Premier League အဝေးကွင်းပွဲစဉ်ကိုဂိုသမားဝီလီကာဘယ်လာရိုကကြီးကြပ်သွားမယ်လို့သိရပါတယ်ဂိုသမားဆိုပေမဲ့ဒါကျွန်တော်တခစ်တခါချယ်ဆီတင်းရဲ့ဂိုသမားအနေနဲ့ပြောတာပါလက်ရှိချိန်မှာကတော့ အန်ဒူမာရစ်ကာရဲ့လက်ထောက်နီးပြဖြစ်ပါတယ်အဲ့တော့မာရစ်ကာအပျော်ရီလွန်ပြီးနှစ်ဝါတနီနဲ့ထုတ်ပယ်ခံရတဲ့နောက်ပိုင်းဒါဝီလီကာဘယ်လိုနေနဲ့နော်မာရစ်ကာနေရာမှာနီးပြအဖြစ်ယာယီကန်တွယ်ခွင့်ရမယ်ပွဲစဉ်တစ်ပွဲလည်းဖြစ်လာမှာပေါ့နော်ဂရုံးတယောက်မရှိတော့တဲ့အချိန်မှာနောက်တစ်ခါဂရုံးတယောက်ပွဲကြည့်ချက်တဲ့ပုံစံကိုကျွန်တော်တို့မြင်ရလိမ့်မယ်အဲ့တော့ဒါအပြင်ပြီးခဲ့တဲ့ယာတီကမာရက်စကာပွဲပယ်ပြစ်ဒဏ်ကြောင့်မပါဝင်နိုင်တဲ့အချိန်ဒီမှာဝီလီကာဘယ်လိုက တာဝန်ကြီးချက်ပေးခဲ့ရတဲ့ပွဲစဉ်တစ်ပွဲရှိခဲ့ပါတယ်။အဲတုန်းက Everton ကို1-0နဲ့အနိုင်ရရှိအောင်ဆွမ်းဆောင်ပေးခဲ့ပါတယ်။ပြောမယ်ဆိုရင်ဗျာနီးပြအနီကက်ထိသွားတဲ့အတွက်ကြောင့်သူတို့ကကွင်းထဲကိုဝင်ပြီးနည်းနည်းပါးပါးညာပေါ့နော်။ရှူရှောင်းလောက်ပဲရှိပါတယ်။တကယ်တော့ကွင်းပြင်ပမှာအဓိကဘလို့ပြွာပိုင်းအသုံးပြုမယ်ဘယ်ကစားသမားတွေကိုပွဲထွက်ခွင့်နေရာပေးမယ်ဘလို့မျိုးလူစားပြောင်းလဲမယ်ဆိုတော့နောက်ကပေးမယ် authority အကုန်လုံးဒီ Enzo Morales ကမှာပဲရှိပါတယ်။တချို့ဆိုရင်ကျွန်တော်ကွင်း ပွဲကြည့်စီပုံမှာထိုင်ပြီးတောက်လျှောက်ကွန်မန်ပေးနေတဲ့ပုံစံတွေအားလုံးမြင်ရမှာပေါ့နော်ကာဘယ်လိုကဒီတိုင်းပြရုပ်အနေနဲ့ဒါကွင်းထဲမှာရှိနေမယ်ပုံစံမျိုးပါဆိုတော့ဒီပွဲတင်ဒီ နိုင်ငံတကာပွဲစဉ်တွေအပြီးကျွန်တော်တို့ကစားရမယ်ကိုပါမှာမပါနိုင်သေးဘူးလီယန်ဒီလပ်ကိုတချို့မေးကြရဘယ်ချိန်ပါမလဲဆိုရင်လီယန်ဒီလပ်ကလည်းမသေးကြသေးဘူးဒီစင်မှာနောက်ပိုင်းလို့သာမှတ်ထားလိုက်ပြန်เนาะအဲ့တော့ကိုပါမှာကလည်းနိုဝင်ဘာလအလယ်လောက်မှာပဲပါမှာပါကျွန်တော်တို့တခြားကစားသမားတွေနဲ့ပြဿနာမရှိဘူးဘရိုအရန်စိတ်မပူနဲ့တီးလို့ရတယ်เนาะတလက်စားရဲပြောချင်တာဒါဝီလီကာဘယ်လိုနဲ့တော့မဆိုင်ပါဘူးတချို့စိတ်ပူကြတဲ့အပိုင်းတွေကိုကျွန်တော်ကဖြည့်ပြီးတော့ပြောပြချင်တာပါအဓိကကျွန်တော်ညီကိုစိတ်ပူရမှာကျန်တဲ့နေရာမျိုးစီးပြီးပဲကျန်တဲ့နေရာလုံးဝစိတ်မပူနဲ့ခေါင်းထဲကထုတ်ထားလိုက်အဲ့လောက်စိတ်ပူနေတဲ့နေရာမလိုဘူးအခု ကျွန်တော်ရှိမှ JB တယောက်ပဲရှိလားရှိပလိသေး JB မထဲ့နဲ့ဦးမထဲ့ပလိသေးနော် netto နဲ့ stv ကိုရှေ့နဲ့နောက်ကျွန်တော်တည်ပြီးကုံကုံကစားမယ်ဆိုရင်ကစားလို့ရတယ်။ Jimmy Gideon အဲနောက်ကျွန်တော်တစ်ဖက်မှာ Alejandro Garnacho left wing right wing ပြောင်းပြီးတည်အောင်အရန်တော့ကောင်းချိန်မှာကောင်းလိမ့်မယ်။သို့တော့ကစားလို့ရတယ်။ကစားလို့လုံးဝမရတော့ CB တနေရ။ပြီးခဲ့တဲ့ Liverpool နဲ့ပွဲတွေမှာဘာမှလဲ။ center back ကစားသမားစစ်စစ်တယောက်မှမရှိတော့ဘူး။ Hato center back စော့ခဲ့ဘူးတယ်။ပွဲအများကြီးစော့ခဲ့ဘူးတယ်။ဒါပေမဲ့လွန်ခဲ့တဲ့3နှစ်လောက်အစော့ဘူးတာ။အခုချိန်မှာ left back ဖြစ်သွားပြီ။အဲ့တို့ကြောင့် ် CBO ပဲကျွန်တော်ညီကိုစိတ်ပူပါဂျက်တဲ့အပိုင်းကတော့အရင်စိတ်ပူစရာမလိုဘူးဆိုတော့ Willie Caballero ကိုင်မဲ့ Northern Forest နဲ့ပွဲကျွန်တော်တို့ဘလို့မျိုးရလက်တွေရအောင်ဆွမ်းဆောင်ပြမလဲတစ်ချက်ကြည့်ရပါမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ညီကိုမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်ကျွန်တော်ညီကိုဘလုံးပွဲကစားချင်တယ်ဆိုရင် Senior Torchet စီမှာ Ibeck Khunchi ကို9ဒလုံး miss မောင်ငါ6တို့ကို Member တဲ့ Bonnet Unit ဖြစ် Bonnet တွေနဲ့တပတ်နှစ်ချိန် ယုံကြည်စိတ်ချသွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ပပနမတ်39 693 18 9 380မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ဟုတ်ကဲ့ဒီတစ်ခါဆက်လက်ဆွေးနွေးခြင်းတဲ့တင်ကတော့ Mera Football ကပေါ်ပြထားတဲ့မိန်ကြောင်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ချက်စီးက AC Milan အသင်းရဲ့အသက်30အရွယ်ပြင်သစ်ကိုးသမား Mike မိန်ကြောင်ကိုအခုလာမဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာခေါ်ယူသွားဖို့အစီအစဉ်မရှိဘူးဆိုပေမဲ့ဒီကိုးသမားကိုအနာဂတ်မှာ Robert Sanchez နဲ့ရှင်ပြိုင်ကိုးသမားအဖြစ်ယာတီကိုမှာခေါ်ယူသွားဖို့စိတ်အားထက်သန်မှုတွေရှိနေတယ်လို့သိရပါတယ်မိန်ကြောင်က AC Milan အသင်းတို့ပြိုင်ပွဲဆုံး9ပွဲကစားပြီးတော့ clean sheet 5ပွဲတိတိရအောင်ပေးထားတဲ့ကုသမတစ်ယောက်ပါကျွန်တော်လည်းထင်တော့ထင်တယ်ဒါပေမဲ့ခေါ်စီဂျင်နာကတော့ဇန်နဝါရီပြောင်းရွှေ့ကာလမှာခေါ်စီဂျင်တယ်ပြောင်းရွှေ့ကြည့်ပေးရမယ်ဆိုရင်တော့ရာဒီကုံမှခေါ်တာပိုကောင်းလိမ့်မယ် AC Milan ကိုပြန်ပြီးတော့ညတွန်းတွန်းလိုက်တဲ့သဘောမျိုးပေါ့ဗျာ AC Milan ကတကယ်တော့စမှားတာဗျာကျွန်တော်တို့ဒီဘောလုံးရာဒီအစမှာကလေးကရောင်းလိုက်ရင်တို့တို့အတွက်ပြောင်းရွှေ့ကြည့်တစ်တန်းရရနှစ်တန်းရနော်ပတ်စံရတယ် သူတို့ကရှောက်ပြီးဆရာကြီးကတည်းကမရောတနစ်စာချုပ်တက်တန်းတိုးမယ်စာအုပ်တက်တန်းတို့ကိုကျိုးသားမယ်ရှောက်ပြောလိုက်တဲ့အခါဂူသမားကလည်းငပိုးမို့ဘူးဗျာဂူသမားကအသက်30အရွယ်ရှိနေပြီသူနောက်ထပ်စူဖလားစင်ကွန်နိုင်တဲ့ကလပ်တင်းတင်းတင်းကိုဒါခြေဆန့်ခြင်းမှာပေါ့အဲ့တော့မင်းညောင်ရဲ့စိတ်ဆန္ဒကိုသူတို့တားဆီးလို့မရဘူးမင်းညောင်ကိုလည်းစာအုပ်တက်တန်းမတိုးနိုင်ဘူးမင်းညောင်ကအလွတ်ပြောင်းရှိချင်းနဲ့ထွက်ခွာဖို့ပဲကျိုးသားလိုက်မယ်ဘောလုံးစီမင်းစီကဥပဒေအရစာချုပ်တက်တန်း6လောက်ပဲကျန်တော့တဲ့ကစားသမားကို အလွတ်ပြောင်းရွှေ့ခြင်းနဲ့ချုပ်တင်သဘောတူညီခွင့်ရှိတယ်။ Chelsea က Robert Sanchez လိုမျိုးတိတ်မသေးချာမီရတဲ့ဂိုးသမားနေရာမှာဘီနာအဆင်ပြေဂိုးသမားဆိုတာခေါင်းစဉ်တက်တာပဲရှိတယ်။တကယ်တော့ Robert Sanchez ပွဲတော်ဂိုးသမားဖြစ်မှာမဟုတ်ဘူး။နော်ပွဲတော်ဂိုးသမားဖြစ်ရလောက်အောင်လဲ Chelsea နဲ့မလိုက်ဖက်ဘူး။ဘလို့လို့ Robert Sanchez ကိုပွဲတော်ဂိုးသမားလို့တည်လိုက်လဲကျွန်တော်လည်းမတွေးတော့ဘူး။ Brighton မှာတော့ဗျာပွဲတော်ဂိုးသမားမဖြစ်တဲ့ဂိုးသမားကဘလို့လို့ Chelsea မှာပွဲတော်ဂိုးသမားဖြစ်မလဲ။ရှင်းရှင်းလေး။အဲ့တော့ Mike Maignan ကိုခေါ်ဦးတဲ့နဲ့နောက်လာမဲ့ညရာဒီပြောင်းရွှေ့ ကာလမှာတော့ကျွန်တော်ဒီထက်ပိုပြီးတော့အင်အားတောင့်တင်းမဲ့ခြေသီးကိုမြင်ရဖို့ရှိနေပါတယ်။အဓိကကျွန်တော်ရှေ့မှာဆွေးနွေးသွားသလို CB တနေရာတော့ပို့ပြီးတော့အရေးကြီးပါကြောင်းသုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါ။ဆုံးဖြတ်ချက်အားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။